ပသိမ်မြို့နယ်အနီးတစ်ပိုက်မှာပင်လယ်ကူးနိုင်ငံသားတင်မောတွေစိုက်ကပ်နိုင်မဲ့စိတ်ကန်းတစ်ခုအကောင့်ထဲပေါ်ဖို့ရှိနေပါတယ်ဒီသတင်းကိုတော့တော်စင်မျိုးကပေးပို့ထားပါတယ်ရှင်ယရီတိုင်းနေဆိုင်ကြီးပသိမ်မြို့နယ်အနီးတစ်ပိုက်မှာစံပါဝင်ဒေတာထွက်ကုန်တွေတင်ပို့နိုင်မှုအတွက်ပင်လယ်ကူးနိုင်ငံသားတင်မောတွေစိုက်ကပ်နိုင်မဲ့စိတ်ကန်းတစ်ခုဆောင်ရွက်ဖို့ရှိတယ်လို့တိုင်းဒေသကြီးလျှက်စစ်စွမ်းအင်ဆမှုလမှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဒီကပြောပါတယ်ပသိမ်ကနေပြီးတော့ drive ပို့ပေါ့ဟိုဟို river ပို့ပေါ့ ရီဗတ်ပို့လုတ်လိုက်မယ်ဆိုလို့ရှိရင်ဒါပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့ your time နဲ့နေပြီးတော့ဟို expo ပို့ပုံလေးအဓိကဆန်းပေါ့နော်အတားတွေကိုအဲကျွန်တော်ပို့နိုင်မယ်ဆိုတော့အားနဲ့ကျွန်တော်တို့ service တွေလုတ်ထားပြီးပါပြီဒီရောက်လဲဟိုကောင်းတဲ့ပုံနိုင်အောင်ဆောင်ရွက်နေပါတယ်ရှေးပြေးစီမံကိန်းအထင်းနဲ့ရေစုနှက်ဖို့ပင်လယ်ဝဟိုင်းကြီးကျုံးကနေငွေမြင့်တလျှောက်မြေချောင်းတို့ဖော်ရာတွေလောက်ကန်ရမှာဖြစ်ပြီးပမ္မဝရီမြေဆုံထားမှာလဲရေကားတစ်ခုတိဆောက်ရမှာဖြစ်ပါတယ် ခြေပြေးစီမံကိန်းဖြစ်တဲ့မြေကြောင်းတူဖော်ရေးလုပ်ငန်းကို၃လလောက်လုပ်ကိုင်ရမှာဖြစ်ပြီးနယ်သာလန်ကုမ္ပဏီတစ်ခုနဲ့စာပေတွေလှုပ်ထားပြီးထားပြီလို့ဆိုပါတယ်။ရေစုကတော့မြေအတွင်းပိုင်းမှာဆိုရှင်6မီတာလောက်ပဲရတယ်။နောက်တော့မြေအပြင်ဘက်ပေါ့နော်အောက်တာဘာပေါ့။အဲ့ဒါဆိုရှင်6.7မီတာလောက်ပဲရတယ်။မှန်ကန်ကကျွန်တော်တို့ဟိုအဲ့လိုမျိုး export လုပ်နိုင်တဲ့သမောကြီးတွေဝင်နိုင်လို့ဆိုရှင်အနည်းဆုံးကျွန်တော်9မီတာလောက်ဟိုရေစုရှိမှရမှာပေါ့နော်။တကယ်တမ်း dredging လုပ်ရမယ်လမ်းဟို ကီလိုမီတာ100လောက်ကိုလောရမယ်ဒေတာရှိတယ်။နောက်တစ်ခုကဒီပမ်မရီမြစ်ဆုံရှိတယ်။အဲမြစ်ဆုံမှာကျွန်တော်တို့ဟို grind လို့ခေါ်တဲ့ရေကာပေါ့နော်။ရေကာကိုလည်းကျွန်တော်တို့မီတာ1200လောက်ကျွန်တော်တို့လောရလိမ့်မယ်။စီမံကိန်းမှာအသုံးပြုမဲ့ငွေကြေးပေါင်းရင်အသေးစိတ်အချက်လက်ကတော့စီစဉ်ဆဲဖြစ်တာကြောင့်ပြောလို့မရသေးဘူးလို့ဆိုပါရယ်စီမံကိန်းပြီးဆုံးရင်တော့ yarn retain data ကြီးအနေနဲ့နိုင်ငံเจ้าကို data ထွက်ကုန်တွေတိုက်ရိုက်တင်ဖို့နိုင်မှာဖြစ်တယ်လို့တိုင်း data ကြီးအနေနဲ့ခုံောက်တွေလည်းပုံမူရရှိလာမှာပါ ဒါအပြင်ယေဇူးနဲ့အောင်ပြုလုပ်ထားတဲ့အတွက်လည်းနှစ်စဉ်ယေကြည်နှမြုပ်မှုကိုလည်းတန်တင့်ကောက်ွယ်လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တော်စင်မျိုးပါခင်ဗျာ